တောင်ပြည်နမ်ဆမ်မြို့ခရိုင်နမ်ဆမ်မြို့မှာမြွေစေဝါတုံးဆွဲသူတအုပ်ကိုမြို့နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ပြီးအမှုစစ်ဆေးနေပါတယ်။မြွေစေဝါတုံးဆွဲနေတဲ့အသက်26နှစ်အရွယ်လူငယ်တအုပ်ကိုတောင်ပြည်မြို့နယ်ရဲတပ်ဖွဲ့ကစစ်ဆေးတွေ့ရှိပြီးဇွန်လ14ရက်နေ့ညနေ3နာရီအချိန်မှာဖမ်းဆီးလိုက်တာဖြစ်ပါတယ်။သူကိုစစ်ဆေးသွားမှာဖြစ်ပြီး အကျင့်စာရိတ္တပြုပြီးစခန်းတို့ပို့ဆောင်ခြင်းသို့မဟုတ်မြွေဆွေဝါတိုက်ဖြည့်ဥပဒေနဲ့အရေးယူသွားမှာဖြစ်ပါတယ်။ မူရစေဝါသုံးဆွဲတူတွေကိုပထမအကြိမ်ဖန်ဆင်းရမိပါကအကျင့်စာရိတ္တပြုပြင်ရေးစခန်းတို့ပို့ဆောင်ပေးသွားမှာဖြစ်ပြီးဒုတိယအကြိမ်ထပ်မံဖန်ဆင်းရမိပါကမူရစေဝါဥပဒေနဲ့အညီထောင်တန်းဒုမဟုတ်ငွေတန်းဒုမဟုတ်ဒဏ်ရက်လုံးကြားခံနိုင်ပါတယ်။ပြီးခဲ့တဲ့မေလအထဲမှာလဲတောင်းပြီးမိုးကုတ်ကုတ်ခိုင်နမ်ခမ်နမ်ဆန်နမ်မဒူမြို့နယ်တွေမှာ မူရစေဝါရောင်းဝယ်သူ၁၀ဦးနဲ့သုံးဆွဲသူ၂၀ဦးတို့ကိုဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ဒီမှာလွေးပူပူပါ။